மேங்களா வாக்னியா Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လမ်းမိုက်မှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေပြီးတော့ဗိုလ်ကြီး9ဦးအပါအဝင်စစ်သား12ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကစစ်သား16ဦးသေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ19ရက်နေ့နေ့လယ်12:46မိနစ်ကငဖဲမြို့နယ်အမ်ဘရန်လမ်းပိုင်းဂုတ်ကြီးကျေးရွာအနောက်ဘက်မီတာ2500ခန့်အကွာမှာ ဗဒန်းလန်းကနေပြီးတော့တက်လာတယ်စစ်ကောင်စီရဲ့အင်အား100ခန့်ပါတဲ့ခရမ်းတင်ကား၄စီးကိုလူလူတော်လန်ရေးမဟာမိတ်အင်အားစု PIA မကွေးကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကားတစီးပြက်စီးသွားပြီးတော့စစ်သား5ဦးသေဆုံးကရှေ့ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ9ရက်နေ့ကလည်းဂုတ်ကြီးရွာကနေ ခွန်စုကြီးရွာကိုစစ်ကြောင်းထုတ်လာတဲ့အင်အား30ခန့်ပါတဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုခြုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရခိုင်မကွေးနယ်စပ်မြင်းတျောက်မှာလည်းတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး2025ခုနှစ်ဇန်နဝါရီလအတွင်းမှာတပ်မ69လက်အောက်ခံတိုက်ရင်များနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အမ်းမြုံနယ်ကတိုက်ပွဲများအတွင်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပိတ်ဆို့တိုက်ခိုက်ကဖမ်းဆီးခြင်းတွေကိုလည်းဆောင်ရွက်နေတယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများမှာ ခမရ113ကဘိုးကြီးနှအူအပါဝင်12ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ဘိုးကြီးနှအူအရာခံဘိုးတအူအပါဝင်10ဦးထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်60မမကွန်မန်ဒိုစိန်ပြောင်းတလက်လက်နိုင်ငယ်၈လက်နဲ့ခရယာများစစ်အုံဆောင်ပြည်စည်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးရမိတဲ့တုံမန်းတွေကိုတော့စစ်စေးမင်းများနေတာတွေရှိပါတယ်စစ်တုံမန်းဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းထားပါတယ်ဒါတွေပြီးရင်တော့တပ်ဆိုင်ရာကိုလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်လက်ရှိအမ်ဘရန်လမ်းမိုက်မှာရန်သူဘက်ကနေပြီးတော့ ဗရန်တက်နဲ့လုံကြုံရေးဆိုပြီးတော့အင်အားတွေကိုတိုးချဲ့နေတာတွေရှိတယ်လေချောင်းပစ်ကူတွေလက်နက်ကြီးပစ်ကူပေးနေတာတွေရှိပါတယ်ထွက်ပြေးနေတာတွေလည်းရှိတယ်စီရင်အခြေအနေကတော့ရှုပ်ထွေးနေတော့မယ်ဒီကြားထဲမှာလည်းအများတန်းလို့လို့ရင်းဆိုင်တိုက်ပွဲတွေကဖြစ်တွေ့မှုတွေဖြစ်နေတော့မယ်လို့လူလူတော်လိုင်းရေးမဟာမိတ်အင်အားစု PIA မကွေးကတာဝန်ရှိသူကရှင်းပြထားပါတယ်လူလူတော်လိုင်းရေးမဟာမိတ်အင်အားစု PIA မကွေးအနေနဲ့ စီရေးဆိုင်ရာရည်မှန်းချက်များအတိုင်းတဆင်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပြီးတော့မကြာမီကာလအတွင်းမှာမြေပြန့်ဒေတာများအထိကိုထိုးစစ်အရှိန်မြင့်တင်သွားမှာဖြစ်ကြောင်းကိုလည်းအသိပေးထားပါရယ်အချက်မဲ့စစ်ကောင်စီကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာအမ်းမြုံနယ်ကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်အမ်ဘရန်လမ်းမိုက်ကနေတဆင့်စစ်ကူများကိုဆက်လက်ပြီးတော့ပို့ဆောင်လျက်ရှိတယ်လို့တပ်သတင်းရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်တောပူပြူစောတိရွာကနေညောင်ဖြူပင်ရဲစခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်စစ်ကြောင်းကိုဗရေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရာပြူစောတိနှုတ်ဦးသေးဆုံးပြီး၅ဦးတန်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇန်နဝါရီလ22ရက်နေ့မနက်၈နာရီခွဲအချိန်အင်အား25ဦးပါတဲ့စစ်သားနဲ့ပြူစောတိများပါဝင်တဲ့စစ်ကြောင်းကိုဗရေသာမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းထိမှန်ပြီးတော့2ဦးသေဆုံးသွားပြီးတော့9ဦးဒဏ်ရာရရှိသွားပြီးအဲ့ဒီဒဏ်ရာရတဲ့9ဦးတဲက2ဦးဟာ6ရောက်ပြတ်ပြီးတော့ရိတ်ခါတုံးများကိုချပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ မိုင်းထိပြီးတော့ရိတ်ခါတော်ပြန်မတင်နိုင်မဲနဲ့ပြေးကြတော့တာပဲတိုက်ခိုက်ခဲ့တဲ့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ Immortal Guerrilla Force မုံရွာကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို6မြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့နှင့် Immortal Guerrilla Force နဲ့အတူမုံရွာခရိုင်တိုင်ရဲ23တိုင်ရဲ25တိုင်ရဲ28 BLDF Special Force 11တို့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမြင်းမှုမျိုးနဲ့မုံရွာမန္တလေးလမ်းမပေါ်မြင်းမှုမျိုးနဲ့ထီဆောင်ချေးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုမိုက်ဆွဲတိုက်ခတ်ရာစစ်သားနှောင်းဦးတေဆုံးပြီးကားတစီတိတ်မောက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ22ရက်နေ့မွန်လွဲ2နာရီခွဲအချိန်ကမုံရွာမျိုးဘက်ကနေစကိုင်းမျိုးဘက်ကိုထွက်လာတဲ့အက်စစ်တင်ကားများနဲ့အကြမ်းဖက်စစ်သားများလုံခြုံရေးလိုက်ပါလာတဲ့ရင်တန်းကိုမြင်းမှုမျိုးနဲ့ ထီးဆောင်ရွာကြားအရောက်မှာပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သား၂ဦးတေဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲဒုတိယအကြိမ်ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီရင်တန်းတွေကအက်စစ်တင်ကားမိုင်းထိမှန်ခဲ့ပြီးတော့ကားဟာတိမ်းမောက်သွားပြီးတော့အကြမ်းဖက်စစ်သားများထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။တိမ်းမောက်သွားတဲ့ကားဟာယနေ့အထိကိုပြန်လည်ဆွဲထုခြင်းမရှိသေးပဲမိုင်းဆွဲတဲ့နေရာမှာတိမ်းမောက်လျက်ရှိနေတယ်လို့သိရပါတယ်။ရင်တန်းကကားစီးရေများတယ် အားလုံးဘယ်နှစီရှိလဲတော့မသိဘူးမှောက်သွားတဲ့ကားကတော့ဒီနေ့အထိမတည်သေးဘူးပြည်သူတွေအနေနဲ့စည်ရဲအချိန်မြင့်လာပြီဖြစ်တဲ့အတွက်ဂယုဆိုင်နေကြဖို့စစ်ခွေးတွေနဲ့အဝေးဆုံးမှာနေကြဖို့အရေးမကြီးရင်ခီးထွက်တာတွေမလုပ်ကြဖို့တိုက်တွန်းချင်ပါတယ်လို့ Dog Killers People Defense Force မြင်းမူ DKPDF တပ်ဖွဲ့ကတာဝန်ခံမောင်ကာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Dog Killers People Defense Force မြင်းမူ DKPDF MMU ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းကတိုက်ပွဲများကြောင်းဧည့်သည်မရှိတော့တဲ့အချိန်ချောင်းသာကမ်းခြေနဲ့မြို့ပေါ်ကဟိုတယ်များတက်ခိုကမ်းများနဲ့ဆိုင်ကမ်းများဟာဖွင့်လှစ်ခြင်းမရှိတော့ပဲပိတ်ထားပါကနိုင်ငံပိုင်းအဖြစ်နဲ့ချိတ်ပိတ်သိမ်းဆည်းမယ်ဆိုပြီးတော့အကြမ်းဖက်စစ်တပ်ကလိုက်လံချင်းချောင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပသိမ်မြို့နယ်ရွှေတောင်ရံမြို့အနီးတိုက်ပွဲများရရှိလာတဲ့အတွက်ချောင်းသာကမ်းခြေကိုလာရောက်သူနည်းပါးလာတယ်လို့သိရပါဗျ။မနေ့ကဇန်နဝါရီလ22ရက်နေ့ကဟိုတယ်နဲ့တက်ခိုကမ်းများဆိုင်ကမ်းများယာယီပိတ်သိမ်းထားကြတယ်လို့ပြောပါတယ်။ဒါကြောင့် ချောင်းသာမြို့မှာရှိတဲ့ဟိုတယ်များတဲခိုကမ်းများနဲ့ဆိုင်ကမ်းများပြန်လည်ဖွင့်လှစ်ရန်အကြမ်းဖက်စစ်တပ်နဲ့ချောင်းသာမြို့ရက်ကွက်အုပ်ချုပ်ရေးမှူးတင်ကြီးမြင့်ကြိုင်နဲ့ကိုကိုဦးခေါ်အာနိုးတို့ကလိုက်လံပြောဆိုနေကြတယ်လို့သိရပါဗျ။ဟိုတယ်များတဲခိုကမ်းများနဲ့ဆိုင်ကမ်းများမဖွင့်လှစ်ပါကနိုင်ငံပိုင်အဖြစ်နဲ့ ်တင်းစီချိတ်ပိတ်သွားမယ်လို့ PRP ချင်းချောင်းနေကြတယ်လို့သိရပါတယ်အကြမ်းမဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးပိုင်းကချောင်းသာမျိုးကိုပုံမှန်ပြန်လဲလဲပတ်နိုင်ရန်အတွက်အတင်းအဓမ္မ PRP လှုပ်ဆောင်နေတော့လဲလက်ရှိအချိန်မှာချောင်းသာမျိုးမှာဒေသခံပြည်သူအများစုသာကြံတော့တယ်လို့သိရပါတယ်ဒါ့အပြင်ခရီးသွားဧည့်သည်များဟာလည်းညှော်နေသွားပြီးတော့ကမ်းခြေမှာ ဒေသခံဈေးတယ်များဟာဈေးရောင်းချခြင်းမရှိဘဲခြောက်ကပ်နေတယ်လို့သိရပါတယ်။ဇန်နဝါရီလဆန်းပိုင်းကစပြီးတော့ပသိမ်မြို့နယ်ရွှေတောင်ရံမြို့အနီးမှာရှိတဲ့အရခတက်တော်နဲ့အကြံဘတ်စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်လာပြီးတော့စစ်တပ်စခန်းများတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်ချောင်းသာမြို့မှာရှိတဲ့ဟိုတယ်လုပ်ငန်းရှင်များကလည်းစိုးရိမ်စိတ်တွေဖြစ်ပေါ်လာပြီးတော့ဟိုတယ်များကိုပိတ်သိမ်းပြီးတော့ရွှေပြောင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ရွှေတောင်ရံမြို့အတွင်းတိုက်ပွဲများဟာလည်းဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့ အချမ်းဘတ်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းများကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အချမ်းဘတ်စစ်တပ်ဟာမြေပြင်မှာလဲချောင်းသာကမ်းခြေအနီးနားမှာရှိတဲ့ကျေးရွာများအထီကိုခံစစ်တွေပြင်ဆင်မှုများပြုလုပ်နေပြီးတော့ရွှေတောင်ရံတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရှိတဲ့စစ်သားအများအပြားကိုလဲချောင်းသာကမ်းခြေဘက်ကနေပြီးတော့တည်ယူနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့လှိုင်ရက်ကွက်နယ်ကာယာအေးရက်ကွက်မှာရှိတဲ့နေအိမ်များကိုအကြမ်းဖက်ဆက်တကမြေကော်ဆန်းများဗဟုံးများနဲ့အင်အားတုံးပြီးတော့ဖြိုဖျက်နေတဲ့အတော့ကြံရှိနေတဲ့နေအိမ်များကပြည်သူများဟာလဲပစ္စည်းများကိုတည်ယူပြီးတော့ထွက်ပြေးနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်ဆက်တလက်အောက်ခံလှိုင်ရက်ကွက်မှာရှိတဲ့မြို့နယ်စီပင်တာယာရေးအဖွဲ့ကကျူးကျော်အဆောက်အဦများခြံစည်းရိုးများနဲ့တရားမဝင်တဲ့ဖုံကြီးကြောင်းများဆိုပြီးတော့ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြီးတော့ဖယ်ရှားရန်နဲ့ရှင်းလင်းဆောင်ရွက်ခြင်းများမရှိပါကဥပဒေနဲ့အညီရှင်းလင်းပြီးတော့ ောင့်ရွက်သွားမယ်လို့ဆိုင်းဘုတ်များလိုက်လံထောင်ပြီးတဲ့နောက်ပြည်သူပိုင်နေအိမ်များကို ဘတ်ဟိုးများနဲ့အင်အားတုံးဖြိုဖျက်နေတယ်လို့သိရပါဗျ။ကြံရှိနေတဲ့နေအိမ်များကပြည်သူများဟာလည်းကြောက်လန့်တကြားနဲ့စတင်ပြီးတော့ပြောင်းရွှေ့နေကြတယ်လို့သိရပါဗျ။အကြမ်းမဆက်တကအတရားဓမ္မပြောင်းရွှေ့ခိုင်းနေတဲ့နေအိမ်များဟာလွန်ခဲ့တဲ့ရှင်းနှစ်လောက်ကတည်းကမြေပိုင်ရှင်အဆင့်ဆင့်ထန်ကားနေပြီးတော့လွှဲပြောင်းရောင်းဝယ်ယူထားတဲ့နေအိမ်များဖြစ်ပြီးတော့အတင်းအကျပ်စစ်တပ်ကချိန်ချောက်ပြီးတော့ပြောင်းခိုင်းနေတဲ့အတော့ရက်ွက်နေပြည်သူများဟာဘယ်နေရာကိုပြောင်းရွှေ့ရမယ်ဆိုတာကိုမသိရှိကြပဲငိုယိုထိတ်လန့်ပြီးတော့စိုးရိမ်နေကြပြီးအကြမ်းမဆက်တကလည်းအသားတကြီးမပြောင်းပေးပါက ပြစ်မိန်ပါတယ်ပြစ်ခတ်မယ်ဆိုပြီးတော့ချင်းချောက်ထားတဲ့အတွက်ပြည်သူများဟာကြောက်လန့်နေကြတယ်လို့သိရပါဗျ မော်လမြိုင်မြို့ကပြည်သူပိုင်းနေအိမ်အဆောက်အဦတွေကိုစစ်ခွေးတွေကအင်အားသုံးပြီးတော့ဗတ်ဟိုးနဲ့ထိုးပြီးဖျက်ဆီးနေပါတယ်။လှိုင်ဘက်ကစဖြတ်နေတာ။တာယာအေးရက်ကွက်မှာလည်းဖျက်ခိုင်းတဲ့အိမ်တွေအများကြီးပဲ။ပြည်သူတွေငုံနေကြတာလည်းအများကြီးပဲ။ပြောင်းရွှေ့နေတဲ့ပြည်သူတွေလည်းရှိပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ပြည်သူပိုင်းနေအိမ်များကိုဖျက်သိမ်းတဲ့အမိန့်ကိုဇန်နဝါရီလ10ရက်နေ့ကမနက်9:00နာရီကမှမွန်ပြည်နယ်အစိုးရအဖွဲ့ယုံအောင်ဆန်းခမ်းမှမှပြုလုပ်ကျင်းပခဲ့တဲ့အစည်းအဝေးမှာလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးက ်နေအိမ်များကိုဖျက်သိမ်းရန်ညွှန်ကြားခဲ့ခြင်းဖြစ်ပြီးတော့လိုင်နာဆောင်ရွက်ခြင်းမရှိပါကပြည်သူများကိုဥပဒေနဲ့အညီအရေးယူဆောင်ရွက်ရန်အမိန်ပေးခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြိုက်ဒုံမြို့ကြိုင်းစိတ်ကြီးမြို့နယ်နဲ့ဖန်အံမြို့နယ်တို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်အမျိုးသမီးတအုပ်တေဆုံးပြီးနေအိမ်များနဲ့စာတင်ကြောင်းများပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇန်နဝါရီလ22ရက်နေ့မနက်9:00နာရီခွဲအချိန်စစ်တပ်ကကော့ကရိတ်မြို့နယ်ခြိုက်ထုံမြို့ကိုစစ်လေယာဉ်နဲ့ဗုံးကျဲချခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလေကြောင်းကနေပစ်ခတ်မှုကြောင့်ခြိုက်ထုံမြို့မှာရှိတဲ့မိသက်ယုံအနီး rubber ချန်အတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ rubber ချစ်ပြီးတော့ပြန်လာတဲ့အမျိုးသမီးတအူတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသူဟာခြိုက်ထုံမြို့အမှတ်3ရပ်ကွက် ချောင်းမပိုင်းမှာနေထိုင်တဲ့အသက်52နှစ်အရွယ်ဒေါ်ဒဝေမခေါ်ဒေါ်ညိုညိုဝင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်းနေအိမ်များလည်းပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ17ရက်နေ့မနေ့တနအီ40မိနစ်အချိန်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြာအင်းစိတ်ကြီးမျိုးနဲ့ရောကတော်ကြီးပါကိုလာရောက်ပြီးတော့ဘုံကျက်ပစ်ခတ်ခဲ့ပြီးအဲ့ဒီဘုံကျက်ပစ်ခတ်မှုကြောင့်ရောကတော်ကြီးပါစာတင်ကြောင်းထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ဇန်နဝါရီလ22ရက်နေ့မွန်လွယ်2:40မိနစ်အချိန်မှာကရင်ပြည်နယ်ဖမ်းမြို့နယ်မှာ အာနာသိန်းစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံဒီနှလုံးကျဲချတိုက်ခိုက်မှုကြောင့်ကျုံစိန်ချေးရွာနေနော်မဦးစာရဲ့ rubber chip ပြင်အပင်ရေ300ခန့်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်တပ်ကလေကြောင်းနဲ့တော့၎င်းမြေပြင်ကနေလက်နက်ကြီးများနဲ့တော့၎င်းအရသားများနေထိုင်ရာကျေးရွာများတဲ့ကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲပစ်ခတ်ပြီးလူအခွင့်ရေးများနဲ့စစ်ရာဇဝဲမှုဆိုင်ရာများကိုနေစဉ်လိုလိုကျူးလွန်လျက်ရှိတယ်လို့ KNU ကအသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့လူဦးရေ52သန်းဝန်းကျင်ထဲမှာလူဦးရေအနည်းငယ်သာစစ်သားဖြစ်ခွင့်ရပြီးတော့မုံမြပြီးမြင့်မြတ်လာတဲ့တာဝန်များကိုထမ်းဆောင်ရတဲ့အတွက်ဂုံယူတက်ကြစေရန်အကြပ်ဖတ်စစ်ကောင်းဆောင်မအေလုံးမင်းအောင်လှိုင်ကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမနေ့ကနေပြည်တော်တောင်ညိုတက်နယ်ကိုတွားရောက်ပြီးတော့အခုလိုပြောဆိုလိုက်ချင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမြန်မာနိုင်ငံမှာလူဦးရေ52တန်းခန့်ရှိပြီးတော့အမျိုးသား58ရာခိုင်နှုန်းနဲ့အမျိုးသမီး53ရာခိုင်နှုန်းခန့်ရှိတယ်လို့ပြောဆိုထားပါဗျ။အ

အဲ့ဒီတဲကမှလူဦးရေအနှဲငယ်သာတက်မတော်သားဘဝကိုခံယူပြီးတော့မွန်မြတ်လှတဲ့မြင့်မြတ်လှတဲ့တာဝန်များကိုခန်းဆောင်ရတာဖြစ်တယ်လို့ပြောဆိုလိုက်ပါရယ်တက်မတော်သားများရဲ့ဘဝကိုဂုံယူတက်စီရန်နဲ့ပေးရလာတဲ့တာဝန်များကိုကြေညွစွာထမ်းဆောင်ကြရန်မအေလုံးမင်းအောင်လှိုင်ကအမိန်ပေးညွှန်ကြားလိုက်တယ်လို့ပြောဆိုထားပါရယ်အကြမ်းတ်စစ်ကောင်းဆောင်ကအခုလိုပြောဆိုလိုက်တော့လဲလက်တွေ့မှာတော့စစ်တပ်အတွင်းတေဆုံးသူများများပြားနေပြီးတိုက်ခိုက်မဲ့သူမရှိတဲ့အတွက်စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကအသက်သွင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်ပြီးခဲ့တဲ့နှစ်မေလက ကစပြီးတော့စစ်မှုထမ်းတင်နှံများကိုဖွင့်လှစ်ခဲ့ကယခုခါမှာတပ်သားအရေးအတွက်ဟာလုံလောက်စွာမရတဲ့အတွက်နိုင်ငံတော်အမှာစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်တဲ့ရှိတယ်လို့သိရပါတယ်ဒီကနေ့ဇန်နဝါရီလ23ရက်နေ့မှာမော်လမြိုင်မြို့နယ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုပ်ဆောင်ခဲ့ပြီးတော့လူငယ်တချို့ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်မော်လမြိုင်မြို့စုံဘက်မှာဒီမနက်အစောပိုင်းမှာအိမ်ထဲထိဝင်ပြီးတော့လူငယ်တွေကိုဖမ်းဆီးသွားပါတယ်အဲ့ဒီမှာအသက်20ဝန်းကျင်ရှိတဲ့လူငယ်2ယောက်ကိုဖမ်းခေါ်သွားပါတယ် မိသားစုတွေကိုတယောက်ကို၁၀သိန်းနှုန်းနဲ့သိန်း၃၀ပေးသွားပါတယ် စစ်မှုထမ်းဖို့အတွက်ရော်ကြီးပေးတာလို့ပြောတယ်။အသားတကြီးလိုက်ရင်မိသားစုအတွက်ပတ်စံပေးမယ်။မလိုက်ရင်တော့ပတ်စံတော့ရမှာမဟုတ်ဘူးဆိုပြီးတော့ဆွဲခေါ်ပြီးတော့ဖမ်းသွားပါတယ်လို့မော်လမြိုင်မြို့ကသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အလားတူပဲပဲခူးတိုင်းမုံညုံမြို့နယ်လက်ပံခုံချေးရွာမှာအုတ်ချုပ်ရေးမှုနဲ့စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူများထံကလည်းစစ်မှုထမ်းငွေကြေးများကိုကောက်ခံနေတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ15ရက်နေ့ကစတင်ပြီးတော့မခွေးတိုင်းမင်းမှုမြို့နယ်စကုမြို့ပေါ်မှာစစ်တပ်နဲ့ ်မင်းမှုမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကအုပ်ချုပ်ရေးမှုအောင်မြင်တော့ကအင်းစည်းကနှစ်စည်းနဲ့လူငယ်များကိုလိုက်လံဖမ်းဆီးနေတယ်လို့တိုင်ကြားထားပါတယ်အဓိကအားဖြင့်စစ်မှုထမ်းမဲ့တပ်သားအရေးအတွက်မပြည့်သေးတဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးမှုများကိုလုံဆောင်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့မနက်အစောပိုင်းကစပြီးတော့စကုမြို့ပေါ်မှာအင်းစည်းကနှစ်စီးနဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာဒီနေ့အထိပါပဲ။မင်းမှုမြို့နယ်အုပ်ချုပ်ရေးမှုဦးအောင်မြင်ကိုယ်တိုင်ဦးစီးပြီးတော့ တွေးတဲ့လူငယ်တွေကိုလမ်းပေါ်မှာရောအလုတ်ယုံနေထိပါလက်ထိတ်ခတ်ပြီးတော့လိုက်လံဖမ်းဆီးပြီးတတ်သေးကိုပုတ်နေပါလေဇန်နဝါရီလ14ရက်နေ့ကစကုနယ်မြေရဲစခန်းရှိကစိုင်းကဝက်ရှော့မှာအလုတ်လုံနေတဲ့လူငယ်တအုပ်ကိုစစ်မှုထမ်းဖို့ဆိုပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်စိုင်းရှိကို ကားမောင်းတဲ့သူတယောက်တည်းပါတဲ့ပုံစံမျိုးနဲ့မောင်းလာပြီးတော့စိုက်ရှိရောက်မှဟွန်တိလိုက်ပါတယ်။နောက်ခန်းကထိုင်းကုန်နေမှာစစ်သားတွေကိုလူမမြင်အောင်ဖုံးထားပြီးတော့ဟောဆံကြားလို့အိမ်ထဲကနေထွက်လာမှဆင်းဖမ်းတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းလူငယ်များကိုလာစဉ်လာတိုင်းစစ်မှုထမ်းတပ်သားတက်များအဖြစ်လူဦးရေ၅၀၀၀ခေါ်ယူမှဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ